2025ခုဇွန်လ3ရက်နေ့အင်္ဂါနေ့မနေ့ပိုင်း6နာရီဂျူလူကတိုင်းတာရရှိတဲ့အချက်လက်များပေါ်ခြေခံပြီးတော့မြန်မာပြည်လေစီကြောင်းများနဲ့မိုးရွာနိုင်တဲ့အခြေအနေများကိုဆက်လက်ခမန်းသုံးသပ်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ကြိုတင်ခမန်းထားတဲ့အတိုင်းမြန်မာပြည်မှာမြောက်ဖက်ချမ်းမှာမိုးတီးထန်စွာရွာသွန်းပြီးတော့ရည်ကြီးမှုတွေဖြစ်ပွားနေတဲ့အနေအထားတွေကိုအားလုံးပြည်ပြည်ပြမှာပါ။ ီနေ့နေရာဆိုရှင်အောက်ကိုစီးစီးနဲ့ဆက်လက်ပြီးတော့မိုးရွာနေတဲ့အကြောင်းမလို့ရဝမ်းဒေတာနေထိုင်သူအားလုံးတတိဝိဒယနဲ့နေထိုင်ကြဖို့ပြောင်းရွှေ့ရန်လိုအပ်တဲ့အချိန်မှာအရေးပေါ်ပြောင်းရွှေ့နိုင်ရန်ပြင်ဆင်ထားကြဖို့ကျွန်တော်တို့ဒီနေရာကနေပြီးတော့တတိပေးမေတ္တာရက်ခံပါတယ် အလုံးမင်္ဂလာမျိုး Emoking Entertainment Channel ကျူစွာလိုက်ပါရယ်ဒီနေ့တစ်ဆက်ပြင်းတဲ့သတင်းလေးအရန်ဥမာရေးကြည့်တဲ့သတင်းလေးပြဒီသတင်းလေးကတော့ဒီဇွန်လ3ရက်နေ့ကနေ10ရက်နေ့အထိမိုးဆက်တက်ရွာသွန်းမြင့်နေရာဒေသတွေကိုကြိုတင်ခံမှတ်ထားတဲ့မိုးဆလပ်ဘလော့ဂါဦးထီတင်ရဲ့ပြည်ပိုင်းလေးကိုကျွန်တော်မျိုးကိုပြသက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီပြည်ပိုင်းလေးကိုတင်ဆက်ပြသက်ပေးတဲ့ရည်ရွယ်ချက်ကကျွန်တော်ရဲ့မျိုးလေကြိုတင်ကွယ်ပစ္စည်းလေးရောဘူးပြရအနေနဲ့ပြန်လည်ဝင်မြက်တင်ဆက်ပြလေခြင်းဖြစ်တဲ့ဒါဆိုရင်တော့ကျွန်တော်ပြည်ပိုင်းလေးကိုဆက်လိုက်ရအောင် ာနေ့မနေ့6နာရီတိုင်းတာချက်တည်ရဆိုရင်မုတ်တုံတွေဟာအနေငယ်အားပြော့သွားတယ်ဆိုလို့မလဲရခိုင်ကမ်းရိုးတန်းကိုတနာရီမိုင်30လောက်နဲ့ဆက်လက်ပြီးတော့တိုက်ခတ်ပြီးတော့မြောက်ဘက်ကိုကိုယ်သွားတာကိုကျွန်တော်တို့တိုင်းတာ ရရှိပါတယ်အဲဒီလိုမြောက်ဘက်ကိုကိုယ်သွားတဲ့နေရာတွေအားလုံးပါဆိုရင်လေဆုံကျက်မိတဲ့နေရာတိုင်းမှာ မြေဆိုင်လေပြင်တိုက်ခတ်မှုတံကိုခံရနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အထူးပြတိထားဖို့လိုအပ်ပါတယ်။ရေးရမျိုးရောက်တဲ့အခါမှာတော့အနည်းငယ်အားနည်းသွားတော့ကိုခမန်းတွက်ချက်လိုရပါတယ်။မာရီနေ့မှာဆိုလို့ရှိရင်မုတ်တုံလေးဟာဗမာပြည်ကိုဝင်လို့ပဲမြမာပြည်တောင်ပိုင်းကနေပြီးတော့တရုတ်ပင်လယ်ပြင်ကိုသွားရောက်ပြီးတော့ပေါင်းစည်းတာကိုခမန်း ပြချက်လို့ရပါတယ်။ချောင်းရဲလေးမှာဆိုလို့ရှိရင်မုတ်တုံလေးဟာမြမာပြည်ကိုတဝက်ကျော်ဝင်ပြီးတော့ကျန်တဲ့လေဟာဆိုရင်တရုတ်ပင်လယ်ကနေပြီးတော့မြမာပြည်မြောက်ဘက်ခြမ်းကိုပြန်ပြီးတော့အပေါ်အလင်းနဲ့စတင်တိုက်ခတ်တာတွေ့ရှိရပါတယ်။လာမယ့်ခုနှစ်ရက်နေ့မှာတော့မုတ်တုံလေးဟာပြန်လည်အားကောင်းလာပြီးတော့တောင်တရုတ်ပင်လယ်ပြင်ဘက်ကိုဆက်လက်ပြီးတော့တိုက်ခတ်တာကျွန်တော်တို့ အနေထားကိုတွေ့ရမှာဖြစ်ပါတယ်။လာနဲ့ရှိရနေမှာတော့မုတ်တုံနေဟာအာကောင်းလာပါတယ်။ဘာကြောင့်လဲဆိုတော့တောင်တရုတ်နဲ့ Pacific သမုဒ္ဒရာမှာလေဆိုင်ဝဲအခုဖြစ်ပြီးတော့မုန်တိုင်းဖြစ်လာနိုင်တဲ့အနေထားခမန်းလို့ရပါတယ်။ဒီတကြောင်လို့ဒီအာကောင်းလာတဲ့မုတ်တုံရာမြမာပြူပေါက်ဝင်လို့ပဲတောင်ဘက်ကဖြတ်သွားပြီးတော့တောင်တရုတ်ပြည်နယ်မှာရှိတဲ့မုန်တိုင်းကလည်း မြမာပြည်မြောက်ဖက်ချမ်းကိုပြန်ပြီးတော့ကိုယ်ဝင်နိုင်တဲ့အနေထားကိုခမန်းလို့လို့ရပါတယ်။ကိုယ်ရဲ့နေ့မှာတော့မုတ်တုံတွေကအလော့အလော့အားကောင်းပြီးတော့အင်ဒီယအနိုင်ငံပဲကိုယ်တို့ပဲတောင်ဘက်ကနေပြီးတော့တောင်တရုတ်ပြည်နယ်မှာဖြစ်လာမဲ့မုံတိုင်းနဲ့တွားရောက်ပေါင်းစည်းပြီးတော့မြမာပြည်အထက်ပိုင်းကိုပြန်လဲဝင်ရောက်လာနိုင်တဲ့အနေထားကျွန်တော်တို့တုံ့တက်ရရှိပါတယ်။ထို့အပြင်မြမာပြည် အလယ်ကနေပြီးတော့အေယာဝေမျိုးရိုးတစ်ချောင်းတက်ပြီးတော့မုတ်တုံလေးနဲ့အတူမုတ်တုံမျိုးရေရောင်းနေတဲ့အမိသားဟာအလယ်ရှိနိုင်တဲ့အမိသားမလို့ကျွန်တော်တို့အသေးစိတ်လေးလာပြီးတမတင်ပြမှာဖြစ်ပါတယ်မုတ်တုံလေးကိုလေ့လာရင်လည်းမုတ်တုံမျိုးကိုကြည့်မယ်ဆိုရင်မုတ်တုံထုံလုံးတဲ့သမုတ်တရားဟာအလုံးမြင့်မားစွာမုတ်တုံရေညွှန့်တာဆက်လက်ထုတ်ဝေပြီးတော့ မြမာပြည်ကိုဆက်လက်ဖြန့်ဝေတာကို၃ရက်နေ့မနေ့6ရက်တိုင်းတာကြများရတွေ့ရှိရပါတယ်။လေးရက်နေ့မနေ့ရောက်တဲ့အခါမှာမုတ်တုံမိုးဟာမြမာပြည်တောင်ပိုင်းမှာ တိမ်နစ်အနေနဲ့ဝင်လာပြီးတော့အရာဝီမြောင်းဝိုင်းလုံးနဲ့ပြည်ပြင်ကြောင်းမြောက်ဘက်ကိုတော့တိမ်တောင်များဖြစ်အပေါ်တက်ပြီးတော့ပြန်ကြာမိုးအနေနဲ့ရွာကျနိုင်တဲ့အနေအထားကိုကျွန်တော်တွေ့ရပါဖြစ်ပါတယ်။၃ရက်နေ့မှာဆိုရင် ကချင်ပြည်နယ်မှာဆက်လက်ပြီးတော့မိုးကြီးထန်စွာရွာသွန်းနိုင်တဲ့အနေအထားရှိပါတယ်အထူးသဖြင့်မြစ်ကြီးနားရဲ့မြောက်ဘက်မှာမိုးရေချိန်လေးလက်မလောက်ထိရနိုင်တဲ့အနေအထားဟာဒီအဝီမေခမလီခနဲ့မြစ်ကြီးနားမှာနေထိုင်နေပြီးဆက်လက်ပတိထားနေထိုင်ကြဖို့ကျွန်တော်တို့အပြည့်ပေးလိုပါတယ်ထို့အတူရခိုင်ပြည်နယ်အောက်ဘက်မှာဆက်လက်ပြီးတော့မိုးများလို့ပဲ ရှူးကိုပို့ပြုတ်ပြီးတော့နေပြည်တော်ဘကိုးရန်ကုန်ပြည်အောင်ဒီတိုင်းမှာမိုးရည်စိတ်တသမလေးလမလောက်ထိရရှိတယ်လို့ပဲမန္တလေးတိုင်းနဲ့ရှမ်းပြည်နယ်မှာဆက်လက်ပြီးတော့မိုးအနည်းငယ်ဆက်ပြီးတော့ရွာနိုင်တဲ့အနေအထားရှိပါတယ်တို့တို့ချင်းတောင်တန်းစကိုင်းတိုင်းတစ်ပိုင်းမှာမိုးဆက်လက်ပြီးတော့ရွာတော့မှာဖြစ်ပါတယ်မကွေးနဲ့ပြည်မှာတော့မိုးပွဲအနည်းငယ်လာရနိုင်တဲ့အနေအထားကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် နေရနေရောက်တဲ့အခါမှာကချင်ပြည်နယ်တောင်ဘက်နဲ့စကိုင်းတိုင်းအထက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တယ်လို့ပဲချင်းပြည်နယ်တောင်ဘက်နဲ့ရခိုင်ပြည်နယ်မြောက်ဘက်မှာဆက်လက်ပြီးတော့မိုးများနိုင်ပါတယ်။တို့တို့ AOD တိုင်းအရှိန်ကျန်ရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မုံပြည်နယ်တို့မှာအနည်းငယ်မိုးများနိုင်တဲ့အနေအထားကိုကျွန်တော်တို့တွေ့ရှိရပြီးတော့မြမပြည်အလယ်ပိုင်းလေးကတွေ့တဲ့နေရာတွေမှာနေရာကွက်ချာ ုံးရနိုင်တဲ့အနေအထားရှိပါတယ်။ငားရည်နဲ့ကြာပါဘီနဲ့ရောက်တဲ့အခါမှာတော့အထက်လွန်မှာပြီမှာအနည်းငယ်မိုးကျော့သွားပြီမလဲရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မှာနေရာကွက်ကြားမိုးများနိုင်တဲ့အနေအထားရှိပါတယ်။လာမယ့်6ရက်နေ့မှာတော့စောစောကပြောတယ်မုတ်တုံတွေကပို့တယ်တုံ့ရရတိမ်တောင်များဖြစ်ဖြစ်ပြီးတော့မြမပြည်အထက်ပိုင်းမှာအနည်းငယ်မိုးပြန်များနိုင်ပါတယ်။သကိုင်းတိုင်းအထက်ပိုင်းနဲ့ကချင်ပြည်နယ် မန္တလေးတိုင်းထက်ပိုင်းတို့မှာမိုးနှင်းငယ်များနိုင်တဲ့အမိသာဖြစ်ပြီးတော့ရန်ကုန်တိုင်းပဲခူးတိုင်းမှာလည်းမိုးနှင်းငယ်များနိုင်တယ်။ခွန်လေးနေ့စနေနေ့မှာလည်းသကိုင်းတိုင်းထက်ပိုင်းနဲ့ပချင်းပြည်နယ်အောက်ပိုင်းမှာဆက်လက်ပြီးတော့မိုးများနိုင်တဲ့အမိသာရှိပါတယ်။ပြည့်ရနေ့ရောက်တဲ့အခါမှာတော့သကိုင်းတိုင်းထက်ပိုင်းချင်းတောင်တန်းကချင်းပြည်နယ်အောက်ပိုင်းရှမ်းပြည်နယ်အထက်ပိုင်းတို့မှာဆက်လက်မိုးများနိုင်တဲ့အမိသာရှိပြီးတော့ရခိုင်ပြည်နယ်မှာလည်းမိုးများနိုင်ပါတယ်။ ရှမ်းပြည်နယ်အောက်ပိုင်းမှာမိုးနှင်းရယ်ညာပြီးတော့ကြံတဲ့တိုင်းနဲ့ပြည်နယ်မှာနေရာကွက်ကြားမိုးရွာနှိုင်ပါတယ်ကျောတော့လေစီးကြောင်းတွေတက်တဲ့တောင်တရုတ်ပင်လယ်မှာဖြစ်လာမဲ့မုံတိုင်းတည်ဆွေးယူမှုကြောင့်မလို့မြမာပြည်တောက်မဲ့ချမ်းတနင်္လာရီတိုင်းအောက်ဖက်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့နေရာရှိပါတယ်ဘိတ်ကနေအောက်ဖက်မှာမိုးရေစင်းလေးလက်မလောက်တိ ရနိုင်တဲ့အနေကအာနေရရှိလို့အထူးပြည်ထားဖို့လိုပါတယ်။တောင်တရုတ်အင်းလယ်မှာရှိတဲ့အပူအေးခလေဟုဖြစ်စဉ်နဲ့မိယာမဩဒီမီကိုတွေ့ကြည့်လိုက်တဲ့အခါမှာဆိုရင်ရှိရဲ့နေ့မှာမုံတိုင်းဖြစ်လာမဲ့ဒရေသားလေးဖြစ်ပြီးတော့ကိုရီးယားနေ့မှာဖိလစ်ပိုင်ဘက်ကိုကတ်သွားပြီးတော့ဆယ်ရဲ့နေ့မှာတောင်တရုတ်ပင်လယ်ထဲမှာပဲကြောက်ွယ် ကွာနိုင်တဲ့နေသားရှိနေမယ်လေမြမာပြည်ကိုဝင်နဲ့မုတ်တုံတွေဟာတောင်တရုတ်ပြည်နယ်မှာသွားပေါင်းပြီးတော့မြမာပြည်မြောက်ဖက်ကိုဆက်လက်ပြီးတော့တိုက်ခတ်နိုင်တဲ့အနေအထားရှိပါတယ်အဲဒီအတွက်ကြောင့်လို့အထူးသတိထားဖို့လိုပါတယ်ဒါကတော့ကိုယ့်ရဲ့နေ့တွေကနဦးခမန်းကြပါတောင်ပဲချမ်းကိုဖြတ်သွားတဲ့မုတ်တုံလေးစီးကြောင်းနဲ့တောင်တရုတ်ပြည်နယ်ကပတ်ပြီးတော့ဝင်လာတယ်တိမ်တောင်နေကြောက်မလို့ ရှမ်းပြည်နယ်တစ်ခုလုံးကချင်ပြည်နယ်အထက်ပိုင်းချင်းပြည်နယ်မြမပြည်အောက်ပိုင်းမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိတာကိုကျွန်တော်ကနဦးအတိပေးတင်ပြပါရစေ။အသေးစိတ်လေ့လာပြီးတဲ့အခါမှာကျွန်တော်ဆက်လက်တင်ပြမှာဖြစ်ပါတယ်။ကျွန်တော်တို့ဒီကနေ့၃ရက်နေ့ကနေစပြီးတော့လာမယ့်၁၀ရက်နေ့အထိမြန်မာနိုင်ငံမှာရရှိနိုင်တဲ့ မိုးရေချိန်တွေကိုစုစုပေါင်းခမန်းကြည့်တဲ့အခါမှာအဝါရောင်ပြနေတဲ့ဒေသတွေအားလုံးဟာမိုးရေချိန်ရှောင်းလမဝန်းကျင်ရရှိပြီးတော့တနင်္လာရီတောင်ပိုင်းကအနီရောင်ဒေသဆိုလို့ရှိရင်မိုးရေချိန်ဆယ်လမနီးပါးရရှိနိုင်တဲ့နေရာဖြစ်ပါတယ်အထူးသဖြင့်ချင်းလင်းမြဝမ်းတရားဝီမြဝမ်းတခြားလုံးမှာမိုးရေချိန်ရှောင်းလမနီးပါး ရရှိနိုင်တဲ့အကြောင်းမလို့ဒီနေတာဟာမြေချောင်း AI မှာနေထိုင်တဲ့လူတွေအားလုံးအတွက်အထူးတတိထားလေးလာစောင့်ကြည့်ရမယ့်အချိန်ဖြစ်တယ်လို့ပဲမလင်လှုပ်ထားတဲ့အကြောင်းမလို့မြေအောက်ရေစီးချောင်းပြောင်းလဲမှုရဲ့တက်ရောက်မှုကိုလည်းကျွန်တော်တို့တည်တည်ချာချာမှတ်တမ်းတင်ဖို့လိုအပ်ပါတယ်ကျွန်တော်တို့ကိုထူးခြားချက်များရှိရင်ပြင်ပေးကြပါခင်ဗျာကျွန်တော်ရဲ့တဘာဝဘေးအန္တရာယ်ကာဝေးအတွက် ယူကျုမှာတင်ထားတဲ့ဒလိပေးခမန်းချက်များကိုမျှဝေသလိုပဲ MP3 ဖိုင်ဖြစ်နေလဲဒေါင်းလုဒ်လုပ်ပြီးတော့မိမိတို့မိတ်ဆွေများကိုပြန်ပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အမျိုးရေးကျွန်တော်ပြပိုင်းဒီလောက်ပါပဲဒီဗျူဖန်လေးကတော့ဒီဇွန်လ3ရက်နေ့က ဆယ်ရက်နှစ်ကြီးမိုးများမဲ့ဒီကချင်ပြည်နယ်မှာမိုးဆက်ရွာမြင့်နေရာဒေသတွေကိုကြိုတိခံမှန်းထားတဲ့မိုးစလားဘလော့ကဥတီတဲ့ပြည်ဖန်လေးဒီပြည်ဖန်လေးကျွန်တော်မျိုးပြည်သက်တည်ဆက်ပေးသွားတာဖြစ်ပါတယ်အခုတော့မုံတိုင်းတဲ့နဲ့မိုးလူပြတဲ့တင်ကိုမြဲတည်ဆက်ပေးနေတဲ့ဒီမိုးစလားဘလော့ကဥတီတဲ့နဲ့ကျေးဇူးများတင်ပါတယ် credit လည်းပေးပါတယ်ဟုတ်ကဲ့ပါကျွန်တော်ရဲ့မျိုးလေဒီပြည်ဖန်လေးကိုမြန်မြန်လေးလိုက်အရှယ်လေးပြုလုပ်ပေးဖို့တော့ဆေးရှင်ပါတယ်ဒါမှနောက်ထပ်မိသားစုတွေလည်းကြိုတင်ကောက်ွယ်ပေးစီလို့ရတာပေါ့ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်ရဲ့ channel နဲ့မုံတိုင်းတဲ့နဲ့ဘူးတွေ့ရရတဲ့တဲ့နဲ့ကိုမြဲတက်ဆက်ပြီးမှာမို့ကျွန်တော်ရဲ့ channel like subscribe နဲ့ like subscribe နဲ့ပြင်တဲ့ notification bell လေးကိုပါနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel အားပေးကြည့်ရှုသူတရားချင်းရဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ပြီးပါပြန်ဆောင်ရမယ်တဒါ